စစ်တွေအမြင်ကျွန်းတတားအနီကိုလေရင်နဲ့ဘောအလုံး60လောက်ကြေရှာတိုက်ခိုက်ခဲ့ပြီးကြောက်ဖြူမှာလည်းလေရင်နဲ့လူနေကြီးဝါးတွေကိုအဆက်မပြတ်တိုက်ခိုက်ခဲ့တယ်လို့အရခတက်တော်ကမနေ့ကသတင်းထုတ်ပြန်ပါတယ်စစ်ကောင်မရှင်တပ်ဟာမနေ့ကညနေ၄နာရီ30မိနစ်လောက်အချိန်မှာအမြင်ကျွန်းတတားအနာကိုဝိုင်းတွဲလေရင်နဲ့ဘောအလုံး60လောက်တိုက်ရောက်ကြေရှာခဲ့တယ်လို့ဆိုပါတယ်မနေ့ကတရက်ထဲမှာပဲနောက်ထပ်တိုက်ခိုက်ခံရတဲ့နေရာတွေကတော့ကြောက်ဖြူမြို့နယ်ကကြောက်ကလေးမင်းရက် လိတ်တင်ကြီးရွာနဲ့တန်ရှောင်းရွာအနီးပတ်ဝန်းကျင်နေရာတွေဖြစ်တယ်လို့သိရပါဗျ။ဒီလိုတိုက်ခိုက်ရမှာလေကြောင်းကနေပေါင်900ပုံစုဆိုင် drone ခေါ်အသေးခံ drone တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးစာသင်ကျောင်းမှာပညာသင်ကြားနေကြတဲ့ကျောင်းသားကျောင်းသူတွေကိုအရှိန်မီရွှေ့ပြောင်းနိုင်ခဲ့တဲ့အတွက်အသက်သေဆုံးမှုတဲရရရှိမှုတွေမရှိခဲ့ပေမဲ့လည်းစာသင်ကျောင်းအဆအဝအဦးမှာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ နရင်းစရာကရရှိထားတဲ့တရင်တွေအရာအကြောက်ပြုမျိုးနဲ့အတွင်မှာဒီပုံကျဲတိုက်ခိုက်မှုအတွင်လူသုံးဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ထိခိုက်သေးဆုံးဒဏ်ရာရရှိမှုအခြေအနေအသေးစိတ်ကိုလောလောဆယ်မသိရှိရသေးဘူးလို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကိုစက်တိုက်ပြုတ်လုလာနေတာကြောင့်လေကြောင်းရန်ကိုပို့ပြီးတတိထားကြဖို့ကိုလည်း AA ကတတိပေးတိုက်တွန်းထားပါတယ်ရှင်။